ဆက်သက်လေဒီဟာတနအိမ်ပိုင်း60နေပါတိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့အလေးချိန်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင်းပေ1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုပ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာတန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေဒီကိုမြင်ပါကဒါမှမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှာကြပါစကိုင်းနိုင်ဝက်လက်နေတဲ့ရွာစဉ်ပတ်မွေစစ်ကြောင်းထိုးနေတဲ့ဆောအစုကနိုဝင်ဘာလ17ရက်မနက်ပိုင်းကလာတော်ရွာကိုဝင်ရောက်စီးနေပြီးနောက်မိရှုဖြစ်စည်းနေရာကြောင်းနေ80ခန့်မိလောင်ပြကြသွားတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်နိုဝင်ဘာ17ရက်မနက်7:00နာရီကျော်မှာစိုင်းနိုင်ခွေးကအင်အားတရာခန့်မှာဆောအစုတက်နေဘုံဘွားကနေရောက်ရှိနေတဲ့ဆောအစုနဲ့ပြူစောတိစစ်ကြောင်းတွေပူးပေါင်းပြီးတော့ ဝက်လက်နယ်အနောက်ခြမ်းကလှတော်ရွာကိုဆင်းနေပြီးနောက်နှစ်ဖွဲ့ခွဲက နေအိမ်တွေကိုမိရှုဖျက်ဆီးနေရပါပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်ကလည်းဝက်လက်နယ်အနောက်ခြမ်းရွာသားကြီးရွာမှာအထိုင်ချတဆွဲထားတဲ့စိုးစုနဲ့ပြူစောထီတွေဟာထုံးမိုရွာကိုဝင်ရောက်ပြီးတဲ့နောက်ဒုတိယအကြိမ်မြောက်မိရှုဖျက်ဆီးခဲ့ပါတယ်နိုဝင်ဘာ10ရက်ကနေ17ရက်ထိဝက်လက်နယ်ကကဒူးမူကြီး ထုံးမိုရွာတော်ကုန်းတမကုန်းတဒက်ဦးနဲ့ ရင်းတော်ရွာနဲ့လှတော်ရွာတွေကိုစုံစုကစင်းနှင်းဝင်မွေဖောက်ထွင်းလူရပြီးနောက်ကျေးရွာရှိရာထံမင်းကိုမိရှုဖြစ်စီခဲ့တာပါဝက်လက်နယ်အနောက်ချမ်းသခိုင်းရှိဖို့ကားလန်းဘော်ကအချက်ချကြတဲ့နေရာဖြစ်တဲ့ရွာသားကြီးရွာမှာသခိုင်းမြို့အခြေဆိုင်ချင်းမြန်တပ်မဌာနချုပ်တပ်မ33ကအင်အားရာနဲ့ကြီးတက်ဆွဲနေထိုင်ကအနည်းဝန်းကျင်ကရွာတွေကိုစစ်ကြောင်းတို့စီးနှင်းမိရှုတာတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့အော်တိုဘာလကလည်းရွာသားကြီးရွာအနီးတိုက်ပွဲဖြစ်ပြီးနောက် စိုးစုက လေချောင်းကနေလက်နဲ့လူအင်အားနဲ့ဖြစ်တင်းပြီးနောက်ရွာစင်လက်စကြောင်ထိုးစီးနင်းလူရဲ့မိရှိုတာတွေကိုပိုကျူးလွန်နေတာလို့ဒေသခံတွေကပြောပါတယ်။တချိန်တည်းမှာပဲစိုးစုကကျေးရွာတွေကိုစီးနင်းဝင်ရောက်တာအပြင်ဒေသခံပြည်သူတွေကိုဖမ်းဆီးကာခွဲရောက်ပါပစ္စည်းတွေကိုတဲခိုင်းတာဒဇာကန်နေနဲ့လူသားတိုင်းကအဖြစ်အသုံးချတာတွေလည်းကျူးလွန်နေပြီးနိုဝင်ဘာ3ရက်ကဖမ်းဆီးခဲ့တဲ့မော်ဂရီရွာခန့်ဒေသခံ40ကျော်လဲလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့ဆိုကြပါဗျ။ လက်ရှိမှာအစိုးစုရင်ကြောင်းရွာသားကြီးထုံးဖို့တတအိုတမာကုံရွာတော်ကုံဥတီကုံဥဖိုကုံကြီးကန်းတောင်ရွာနဲ့မြောက်ရွာလာတော်လှဲကြီးကုံနှမ်းကြီးကုံရွှေတာရင်မတော်ကိုကိုစုငှက်ပြောတော်တကောင်းတောင်ဂဒုစတဲ့ဝက်လက်နယ်ကကျေးရွာ၁၈ရွာကထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။စကိုင်းငလင်လှုပ်ခတ်ပြီးတလားမပြေခင်အေဘီလာကစလို့စိုးစုကဝက်လက်နယ်ထဲရွာစင်ပတ်ငွေစစ်ကြောင်းထုတ်က လူသက်လူရဲ့မိရှုနေတာဖြစ်ပြီးတော့လက်ရှိမှာတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့နေမြေရှင်းလင်းတဲ့အနေနဲ့စစ်ရှိန်မြန်ကစစ်ကြောင်းတို့မိရှုနေတယ်လို့စကိုင်းရှိဖို့လမ်းမိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့စူးစမ်းနေတာလို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။